အိမ်မက်ထဲမှာလောက်တွေကိုအိမ်မက်မက်ဘာဖြစ်တယ်လဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်အိမ်မက်နဲ့ပတ်သက်ပြီးတော့လောက်တွေကိုခဏခဏအိမ်မက်မက်ကြတဲ့သူတွေအတွက်ကိုနော်ကောင်းတာမကောင်းတာနှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်တချို့ကတော့ကျွန်တော်ချဲပေါက်ခံနီးလို့နော်ချဲမတုတ်ခင်လို့မှဆိုရင်တချို့ကအိမ်မက်ထဲမှာလောက်တွေကိုအိမ်မက်မက်ကြတယ်အဲလောက်တွေကိုအိမ်မက်မက်တဲ့အချိန်တိုင်းတချို့ကလည်းလက်ကောင်းတယ်တချို့ကလည်းချက်ထီပေါက်ကင်းရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စိုးကျုံးနဲ့ကောင်းကျုံးနှစ်ခုရှိပါတယ် မိတ်ဆွေကအိမ်မက်ထဲမှာအလောက်တွေကိုအိမ်မက်မှတ်တယ်ဆိုတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ချစ်သူနဲ့ကျွန်တော်တို့အိမ်နီးရေးပြဿနာနည်းနည်းစကားများတတ်ပါတယ်တကယ်လို့မိတ်ဆွေကအိမ်မက်ထဲမှာလောက်တွေကိုကျွန်တော်တို့အရှင်လက်လက်ဖမ်းနေဆိုရင်တော့လောက်တွေကိုအရှင်လက်လက်လိုက်ဖမ်းနေဆိုရင်တော့အဲ့အိမ်မက်မှတ်တဲ့အမျိုးဟာကျွန်တော်ချဲထီပေါက်တတ်ပါတယ်နော်ထီစုကြီးလို့ချဲလို့ပေါက်တတ်ပါတယ်ဒါဘူတော့ခွဲခြားတတ်ဖို့လိုပါတယ်တချို့ကလည်းအိမ်မက်မှတ်တိုင်းကျွန်တော် လောက်တွေအိမ်မက်မှတ်တိုင်း ငွေဝင်တာမဟုတ်ပါဘူး။ချဲတိပေါက်တာမဟုတ်ပါဘူး။ကိုကအိမ်မက်ထဲမှာ လောက်တွေကိုတွေးတယ်ပေါ့နော်။အဲတွေးတွေးရိုးရိုးလေးတွေးတယ်ဆိုရင်တော့ကျွန်တော်တို့ကကိုရဲ့မိသားစုကိုရဲ့ချစ်သူခင်သူနဲ့အဲစကားများစကားများတော့အင်ဒီဝီပြဿနာဖြစ်တတ်ပါတယ်။မိတ်ဆွေကအိမ်မက်ထဲမှာလောက်တွေကိုတကယ်အရှင်တော်ရရရှင်ဖောဖောဖောနဲ့ပေါ့နော်ကျွန်တော်တို့ live ဖမ်းနေဆိုရင်တော့ခြေကြီးချဲလို့ပောက်တတ်ပါတယ်ပောက်တတ်တယ်ဆိုပေမဲ့လေကိုကိုတိုင်က ထိုးမှကိုကိုတိုင်က ထိုးမှမထိုးရင်လည်း ကျွန်တော်ဒီထီရပေါက်မှာမဟုတ်ပါဘူးเนาะအဲ့တော့ကိုကအိမ်မက်ထင်မှာလောက်ွေကိုဒီလိုမျိုးကျွန်တော်တို့အဲအရှင်လက်လက်တဖွားဖွားတွေကိုကလက်နဲ့လိုက်ကန်ပြီးတော့တခုခုလေကျုံထဲ့တယ်ဆိုရင်တော့ချဲချဲပဲဖြစ်ဖြစ်ထီပဲဖြစ်ဖြစ်အမြန်လေးပြေးထိုးပါဒါဆိုရင်တော့မိတ်ဆွေဟာကျွန်တော်ပေါက်မဲ့ဂိမ်းရာဂိုင်တော့ညားပါတယ်မဟုတ်နော်ဒါလေးပြောချင်ပါတယ်ကျွန်တော်တို့လည်းရင်တော့ကျွန်တော်မိတ်ဆွေရှိကြတယ်အိမ်မက်ထင်မှာငါတော့လောက်လောက်တွေအိမ်မက်မှတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဟို တကယ်အချက်ထွင်အချက်လည်းမပေါ့ဘာညာဆိုပြီးပြောကြတယ်ပေါ့နော်ဒါကနားလည်မှုလေးပေါ့နော်ဟိုကလောက်တွေ့တိုင်းလည်းကံကောင်းတာမဟုတ်ပါဘူးပေါ့နော်ဒါလေးပြောချင်ပါတယ်ကိုကလောက်တစ်ခွားခွားနဲ့လောက်အရှင်နေလက်နဲ့ကင်ထိထိတွေ့မှာပေါ့နော်ကင်လိုက်မှသာကျွန်တော်တို့ကဒါကံကောင်းခြင်းကိုအသက်ဆောင်လာပြီးတဲ့အဲလောက်တွေကိုအရှင်ဖမ်းတာပေါ့နော်တကယ်လို့လောက်တွေကိုကိုကအမမြင်နေတွေ့နေရတယ်ပေါ့နော်ဆိုရင်တော့ကိုကျွန်တော်တို့ကဒီအိမ်တွင်းပြဿနာဖြစ်တတ်ပါတယ်ကိုချစ်ခင်ရတဲ့အတူတွေနဲ့ စကားများတာလို့အဲ့လိုဖြစ်တတ်ပါတယ်မိတ်ဆွေကလောက်တွေကိုအရှင်ဖမ်းနေဆိုရင်တော့တကယ်ကိုအိမ်မက်ထဲမှာလောက်တွေတဖောဖောနဲ့တွားချင်မှလက်ညက်ဖမ်းပြီးတော့တခုတည်းကျုံထဲလိုက်တာဆိုတော့အဲ့မိတ်ဆွေတကယ်ကံကောင်းပါကြီးတကယ်လို့ကံကောင်းပြီးတကယ်လို့ဒါတင်ညအိမ်မက်မက်လေဆိုရင်နောက်နေကြရင်ထီတို့ခြေတို့ထိုးပါတကယ်ကိုမှကျွန်တော်တို့ပေါက်စင်နိုင်တော့အိမ်မက်မျိုးဖြစ်ပါတယ်ပေါ့နော်အဲ့ကြောင့်တချို့မရှင်းတဲ့သူတွေတက်ဖို့လာရောက်ပြီးတော့ကျွန်တော်ကအမျှဝေပေးခြင်းဖြစ်ပါတယ်တချို့ကလောက်အိမ်မက်မက်ကံကောင်းမှုလို့ထင်တာဒါပေမဲ့လောက်ဆိုတာအိမ်မက်မက်တိုင်းလေကံကောင်းတာမဟုတ်ပါဘူးလောက်ကို ဟိုဒီတိုင်းတွေ့ရုံနဲ့တင်ဆိုရင်တော့ကိုယ့်ရဲ့မိသားစုချစ်သူခင်သူတွေကဒါအိမ်ကြီးပြဿနာဖြစ်တဲ့လေလောက်ကိုကိုကအိမ်မက်ထမှာတပွားပွားနဲ့လောက်ရဲ့အရှင်တွေကိုလိုက်ဖမ်းမယ်ဆိုတော့ကိုယ့်ရဲ့ခံစားတာတကယ်ဥမှပေါ်ပါလေမှတ်တဲ့အချိန်ကျရင်လည်းမမှတ်ချင်းနောက်နေ့ပဲဖြစ်ဖြစ်မိတဲ့အချိန်ပဲဖြစ်ဖြစ်ထီထီကြီးချဲများနော်ချဲတို့ထီတို့ထိုးပါလို့ဒီနေရာလေးကတိုက်တွန်းချင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေအားလုံး အနေရခက်တဲ့ဒုက္ခခက်တဲ့ဆင်းရဲခက်တဲ့မှာကင်းလွတ်နိုင်ပြီးတော့ချမ်းသာသူကအဖြစ်ရနဲ့ပြည့်စုံနိုင်ပါစေလို့ဒီနေရာလေးကျွန်တော်ဆုတောင်းပေးပါတယ်နောက်ထပ် video ဒီမှာလဲကျွန်တော်ဘလို့အိမ်မက်မှုအိမ်မက်မတ်တဲ့ဘလို့အိမ်မက်မျိုးမှုဆိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဗောနော်အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ